ရင်းရောင်ရဲ့ချစ်သူဟောင်းအင်းငင်းဖြူနေစင်မမမတင်တော်တဲ့ကောက်ွက်တဲ့ကောင်းကင်လိုလူပြောများနေတဲ့ပါဆိုင်မင်္ဂလာပါရှင်။ပါမီစနောင်းချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အစရုံဆိုင်ဆိုင်ခက်လိုက်ကတော့ခုရပိုင်းမှာရင်းရောင်ရဲ့အင်းအင်းငင်းဖြူနေဘာလုံးလုံးညာလုံးလုံးတည်င်းနေထွက်နေတာဖြစ်ပါတယ်။ဒီလိုတည်င်းနေထွက်တာကလည်းပါဆိုင်ခေါ်ဆိုင်ဆိုင်ခက်လိုက်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာမွေးနေ့တုန်းကမကျင်းပလိုက်ရတဲ့ရှိုးပွဲကြီးကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တာပါ။ အဆိုပါရှိုးခွဲကြီးမှာတော့ဆိုင်းဆိုင်းခန့်လန့်ဟာအင်းငိမ့်ဖြူနဲ့တွဲကားခဲ့တာပါ တွဲကနေဆိုရမှာလည်းတကယ်ကိုမိုက်စာနှစ်ယောက်ပူးကတ်တွန့်လိန်ကောက်ကွေးစွာနဲ့ကပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလူပြောများနေတာပါ။တချို့ကလည်းဆိုင်းဆိုင်းခန့်လိုက်ကောပါဆိုင်းကိုအင်းငိမ့်ဖြူနဲ့သဘောတူနေကြတာပါ။အထူးသဖြင့်အင်းငိမ့်ဖြူရဲ့မိုက်စာခန္ဓာကိုယ်နဲ့ပေါ်ရီကောက်ချောင်းတို့ကြောင့်လည်းပါဆိုင်းနဲ့လိုက်ဖက်တယ်လို့ဆိုကြတာပါ။ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်းအင်းငိမ့်ဖြူဟာရင်းရင်အောင်နဲ့ချိန်ကြကြီးချစ်သူဖြစ်ခင်တာပါ။ အင်ဂျင်ဖြူဟာနာမည်ကြီးဒါရိုက်တာကြီးစိုးထွန်းရဲ့မြင်းရင်ဖြစ်တယ်လို့ဒါရိုက်တာတီလာလင်းရဲ့သမီးဖြစ်ပါတယ်။အင်ဂျင်ဖြူဟာရှင်နှောင်းကောင်ရေဒီယိုကက်ဆက်ဇလန်တွေကိုပြန်လည်သရုပ်ဆောင်ရင်ပရိသတ်အဖေမှုနေရာတနေရာခိုင်မာရလာခင်တာပါ။အဲဒီနောက်မှာတော့အင်းကြီးဖြူဟာဖိုတိုမော်ဒယ်သရုပ်ဆောင်တယောက်ဖြင့်ဆက်လက်ရည်တည်ရင်မြမနိုင်ငံထိတ်တန်းဆိုတော်သူဖြစ်တဲ့ရင်းရောင်နဲ့ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ရင်းရောင်နဲ့အင်းကြီးဖြူတို့ဟာပြည်သက်တွင်နှစ်ဖက်မိဘတွေရှိမှလူသိရှင်ကြားတွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ရင်းရောင်တရာနိုင်ငံရေးနဲ့ရှောင်ပြေးရစဉ်အတွင်းမှာအင်းငင်းဖြူနဲ့ရင်းရောင်တို့ဇုံတွဲလေးကလမ်းခွဲခင်ရတာဖြစ်ပါတယ်။ကျင်းရောင်နဲ့အင်းငင်းဖြူတို့လမ်းခွဲသွားကြပေမဲ့လည်းပြည်သက်တွေကပြန်လည်တွဲစီခြင်းကြတာပါ။ဒါပေမဲ့လည်းအင်းငင်းဖြူကတော့ရင်းရောင်နဲ့မတွဲတော့ပါဘူး။အခုချိန်မှာတော့အင်းငင်းဖြူဟာဆိုင်းဆိုင်နဲ့တွဲများနေတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုင်းဆိုင်းရဲ့ရှိုးပွဲမှာအင်းငင်းဖြူကိုဒန်ဆာတယောက်အနေနဲ့မြင်တွေ့ခင်ရတာပါ ဆန်းဆန်းခက်လိုက်တဲ့အင်းကြီးဖြူတို့ရင်စင်ပေါ်မှာနှစ်ယောက်သာဖျော်ပြေဟန်တွေဟောင်းတကယ့်ကိုအမိုက်စားပါပဲအထူးသဖြင့်ဘာဆိုင်တဲ့အင်းကြီးဖြူတို့ရင်စင်ပေါ်ကဖျော်ပြေမှုဟောင်းမြင်သူတိုင်းကိုကလိကလိဖြစ်စေတာကတော့အမှန်ဖြစ်ပါတယ်ဒါကြောင့်လည်းတချို့ကလည်းရင်းအောင်ရဲ့ရည်စားကိုဘာဆိုင်ကဖျက်ခုတ်သွားပြီးပြောကြသလိုတချို့ကလည်းဘာဆိုင်နဲ့အင်းကြီးဖြူတို့ကိုဘာလိုလိုညာလိုလိုပြောကြတာဖြစ်ပါတယ်ချားတပတ်မှာတော့ဘာဆိုင်တယောက်ခင်မကောင်းချင်းရှိုးပွဲကြီးကြီးလုံးလို့တော်တော်လေးကိုဝေဖန်ခံနေရတာပါ ဒါကလည်းပါဆိုင်ရဲ့စမ်းလို့ဆိုရမှာပါ အလုံးသိကြတဲ့တိုင်းဆိုင်ဆိုင်ခန့်လိုက်ဟာဆွဲဆောင်ရနုပညာရှင်ဖြစ်ပြီးတချင်းဆိုတော့ရုပ်ရှင်သရုပ်ဆောင်တာကျွမ်းကျင်ပါတယ်။အထူးသဖြင့်ဆိုင်ဆိုင်ခန့်လိုက်ဟာငင်းစင်ကလေးကမြို့သမီးပြိသက်တွေတဲတဲလို့အားပေးကြတဲ့မင်းသားတလဲဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုင်ဆိုင်ခန့်လိုက်ရဲ့မွေးနေ့ရှိုးပွဲဆိုရင်ပြိသက်တွေကငွေပလောက်ကုန်ကုန်တင်းချီအားပေးကြတာပါ။ယခုနောက်ပိုင်းနေ့တွေမှာတော့နိုင်ငံရေးချင်းတွေကြောင့်ဆိုင်းဆိုင်ခန့်လိုက်ရဲ့မွေးနေ့ရှိုးပွဲကိုမကျင်းပနိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ဆိုင်းဆိုင်းဟာမွေးနေ့ကိုကြီးကျယ်ခမ်းနားစွာကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းငလင်ကျောင်းဆိုင်းဆိုင်းရဲ့ရှိုးခွဲကရွှေဆိုင်လာရတာပါ။ဒါပေမဲ့လည်းယခုအခါမှာတော့ဆိုင်းဆိုင်းခမ်းလိုက်ဟာယခုအခါမှာတော့ပြိတ္တတင်တင်းချီအားပေးကြတဲ့ရှိုးခွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ပြည်ထောင်များစုကတော့နိုင်ငံမှာစစ်ပင်းငလင်ဘေးဖြစ်နေချိန်ပျော်ပွဲရှင်ပွဲလုပ်နေတဲ့ဆိုင်းဆိုင်ကိုဝေဖန်နေကြပါတယ်။ ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအင်းငင်းဖြူနဲ့တွဲကောင်ရှိုးဝဲကြီးလုတ်ခဲ့တဲ့ပါဆိုင်ပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။